နှစ်ကျော်အတွင်းမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ၃ဆကျော်တိုးလာပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကျော်က၃ရက်တကြိမ်ပဲပြင်းပြရှိရာကနေလက်ရှိမှာတော့နေ့စဉ်နှီးပါတိုက်ခိုက်မှုတွေရှိလာတာဖြစ်ပါတယ်။ဒီလိုမြေပြင်ထိုးစစ်နဲ့အချိန်ကိုက်ဖိအားပေးလာတဲ့ဝေဟင်ထိုးစစ်တွေဟာရိုးရိုးလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေတင်မကပဲအခြားဆန်းသတ်တဲ့နီလန်းတွေကိုပါအသုံးပြုလာတာတွေ့ရပါတယ်။ဒါကြောင့်တော်လန်ရေးတပ်တွေအပြင် အပြစ်မဲ့အရတားထိခိုက်သေဆုံးမှုတွေလည်းတိုးလာစေခဲ့ပါတယ်။မြန်မာစစ်တပ်ဟာဘလို့ဝင်ဟင်တိုက်ခိုက်ရေးနီလန်းတွေကိုအသုံးပြုနေလဲဆိုတာဒီဗီဒီယိုမှာအပိုင်းလိုက်ခွဲခြမ်းစိတ်ဖြာ ကြည့်ကြပါမယ်။ဘီလီယံဒေါ်လာစစ်30ရိတ်ပထမဆုံးအနေနဲ့မြန်မာစစ်တပ်ရဲ့နိုင်ငံအနှက်ဖြန့်ကျက်ထားတဲ့လေကြောင်းကွန်ရက်ကိုကြည့်ရအောင်ပါ။မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ MDSI ရဲ့အစီရင်ခံစာအရာ စည်ရည်တည်င်းရတာနဲ့အမြန်ဆုံးတိုက်ခိုက်နိုင်ဖို့လေတက်ဌာနချုပ်၈ခုမှာ တိုက်လေရင်ရဟတ်ရင် အစီး200ကျော်ကိုဖြန့်ကျက်ထားတာတွေ့ရပါတယ်။မကွေတဒါဦးမော်ဘီနေပြည်တော်မိတ်တီလာတောင်ငူနတ်ဆန်နဲ့ပသိမ်တို့ကလေတက်စခန်းတွေဟာနိုင်ငံအနက်ကွန်ရက်ကိုဖြန့်ကျက်ထားနိုင်ပါတယ်။အပေါ်စားတိုက်လေရင် YAK130 ရုရှားထုတ်စတုထမျိုးစံနေပညာမြင့် တိုက်လီယင်စုတက်တီတို့အပြင် MIG 29 MI 17တို့လိုရဟတ်ယင်တွေကိုအသင့်ပြင်ထားတာပါဒီအင်အားဖြစ်တင်းမှုဟာစစ်စရိတ်နဲ့လည်းတိုက်ရိုက်သက်ဆိုင်နေပါတယ်ဆွီဒင်အခြေဆိုင် SIPRY ရဲ့အစီရင်ခံစာအရမြန်မာစစ်တပ်ဟာ2024အတွင်း American dollar 5ဘီလီယံကျော်သုံးဆွဲခဲ့ပြီးအဲ့ဒီအများစုကို လေကြောင်းအင်အားဖြည့်တင်းမှုသုံးခဲ့တာပါတရုတ်ကနေ FTC 2000G 6Z MI17 6Z နဲ့ Y8-0 ကိုဝယ်ယူခဲ့တာကိုတွေ့ရပါတယ်။ဒီလိုအင်အားဖြည့်တင်းမှုရဲ့အကျိုးဆက်အနေနဲ့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်အရအောက်တိုဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်အရသား88ဦးအထိသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။တိတ်တဆိတ်လှုပ်ကြံလာတဲ့ drone နောက်ထပ်အရေးကြီးတဲ့အပြောင်းအလဲကတော့ drone ပညာပဲဖြစ်ပါတယ်။ MDSI ရဲ့ဖော်ပြချက်အရစစ်တပ်ဟာ2025ခုနှစ်ဇူလိုင်အထိ drone သင်္นานပေးနေတဲ့အစခတ်3မှာနီးပြနဲ့သင်္นานသားစုစုပေါင်း200ဝန်းကျင်ကိုနှိမ့်စဉ်လေ့ကျင့်ပေးနေပါဗျ။ drone တပ်ဖွဲ့အတွက် DJI Envic VTOL စတဲ့တရုတ်ထုတ်ကင်းထောက် drone တွေအပြင်လက်သေးတစ်ဆုပ်စာအရွယ် micro drone တွေကိုလည်းအသုံးပြုနေပါဗျ။ဒါအပြင် drone ပုံသီးအများအပြားတင်ဆောင်နိုင်တဲ့ တိုက်ခိုက်ရေး drone တွေကိုစစ်စင်ရေးတွေမှာလှုပ်ဆောင်နေပါတယ်။ဘုံသီးတွေကိုတော့အမှတ်3ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ3ကနေအဓိကထုတ်လုပ်တာဖြစ်ပါတယ်။စင်အီ3သက်သူတွေရဲ့အဆိုအရဆေလာကျော်ကြာနေပြီဖြစ်တဲ့ KIA ရဲ့ဗမော်ထိုးစစ်ကိုမြန်မာစစ်တပ်ခုခံနိုင်ခဲ့တာဟာဒီ drone နည်းပညာရဲ့အစွမ်းရည်ကြောင်းလို့ပြောနိုင်ပါတယ်။ကုန်ကြစိတ်နဲ့တဲ့ပါရာမော်တာချိန်ချောင်းမှု တိုက်လင်းရင်တွေလိုကုံကြစိတ်ကြီးတဲ့နေလန်းတွေအပြင်စစ်တပ်ဟာမြေပြန့်ဒေသတွေဖြစ်တဲ့မန္တလေး၊စကိုင်း၊မကွေးနဲ့ပဲခူးတိုင်းတွေမှာအခုနှစ်စမ်းပိုင်းကစပြီးစက်တက်လီဒီပါရာမိုတာတွေကို အသုံးပြုလာပါတယ်။ဒီနီလန်းဟာထုတ်လုပ်မှုနဲ့အသုံးပြုမှုမှာ ကုန်ကျစရိတ်နေပါပြီးလူအင်အားနည်းနည်းနဲ့ပြစ်မှတ်ကိုထိရောက်စွာ ပြစ်ခတ်နိုင်လို့တွင်တွင်ကြဲကြဲသုံးရတာပါ။စီရေးကျွမ်းကျင်သူတွေကတော့လင်းရင်စီထရီတာလိုတဲ့အတွက်လဲ ီနည်းကိုသုံးလာတယ်လို့သုံးသပ်ကြပါတယ်။ဒါပေမဲ့ဆက်တက်လေထီးတွေဟာအတန်ကျဲပြီးခက်နှိမ့်နှိမ့်နှင်းနှီးသာပြန်တန်းနိုင်တာကြောင့်လေချောင်းပြက်လက်နက်ရှိတဲ့တိုင်းရင်းသားနေမျိုးတွေမှာအသုံးမပြုတာကိုတွေ့ရပါတယ်။အဆိုးဆုံးကတော့သူတို့ရဲ့တိကျမှု၊နေပါခြင်းကြောင့်အရက်သားတည်ဆုံမှုတွေများပြားခဲ့တာပါ။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကချောင်းဦးမြို့နယ်ဘုံတို့ရွာစီမိတပိတ်ပွဲကိုဆက်တက်လေဒီနဲ့တိုက်ခိုက်မှုကြောင့် ပြည်သူ20ကျော်အထိသေဆုံးခဲ့ရပါတယ်။ပြစ်ခတ်ဖို့ခက်ခဲတဲ့တရှိုးပူပေါင်းနောက်ဆုံးတစ်ခုကတော့နေပညာအသစ်ဖြစ်တဲ့တရှိုးပူပေါင်း spine balloon တွေစမ်းသပ်အသုံးပြုလာမှုပဲဖြစ်ပါတယ်။ MDSI ရဲ့အဆိုအရဒီပူပေါင်းတွေဟာတိုက်ခိုက်ဖို့ခက်ခဲပါတယ်။စင်မြေပြင်နဲ့ထောက်လန်းရေးနယ်ပယ်မှာမြင့်မားတဲ့ကောင်းငင်ရံကနေတိတ်တဆိတ်သတင်းအချက်အလက်စုဆောင်းနိုင်တာပါ။ဒီပူပေါင်းကို helium သို့မဟုတ် ဟိုက်ဒရိုဂျင်ဖြည့်ထားတဲ့လေအိမ်နဲ့အရေးကြီးစက်ကရီယာတွေတည်ဆောင်ထားရာဖီးဒလုတ်ကွန်ဒူလာနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့ဒီကွန်ဒူလာထဲမှာနေရောညပါ မြေပြင်ကိုစောင့်ကြည့်နိုင်တဲ့ EOIR ကင်မရာတွေမြေပြင်ရေဒီယို drone နဲ့အခြားဆက်သွယ်ရေး line တွေကိုဖမ်းယူနိုင်တဲ့ radar တွေပါဝင်ပါတယ်။ MDSI ရဲ့ထုတ်ပြန်ချက်အရဒီတရှိုးဘူပေါင်းတွေဟာအမြင့်ပေ1000ကျွဲလောက်မှာပြန်တန်းလေးရှိပြီး ရေဒါမှာလည်းမပေါ်ဘူးလို့သိရပါတယ်။မြမစစ်တပ်ဟာဒီလိုအစစ်မြင့်တိုက်လေရင်တွေမြင့်တက်လာတဲ့ drone ပညာကုန်ကျစရိတ်သက်တာတဲ့စက်တက်လေဒီနဲ့ထောက်လန်းရေးအတွက်တရှိုဘူပေါင်းလိုနီလန်းအစုံကိုစင်ရင်အခြေအနေလိုက်အမြဲတမ်းပြုတ်ပြင်အကောင့်ထဲပေါ်နေတာကို တွေ့ရပါတယ်။ဒါကြောင့်စင်ရင်သုံးသက်သူတွေကတော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့စစ်တပ်ရဲ့ဝေဟင်မြေပြင်ထိုးစစ်ဗျူဟာတွေကိုမျက်ချီမပြတ်စောင့်ကြည့်သုံးသက်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်းတိုက်တွန်းထားကြပါဗျာ။